လူဘဝမှာနေနေလို့ရှိလူကျင်ဝင်ဖြစ်တဲ့မိဘပြင်မိဘရဲ့ကျင်ဝင်တွေကိုထိန်းသိမ်းဆောင်ရှောက်ရမယ်။ဆရာပြင်ဆရာရဲ့ကျင်ဝင်တွေကိုထိန်းသိမ်းဆောင်ရှောက်ရမယ်။ဒီကျင်ဝင်တွေလောက်အောင်လောကလမ်းကိုရှောင်ရင်းနဲ့ဓမ္မလမ်းကိုရှောက်ဖို့လိုတယ်ပြောပါပါလေ။လောကလမ်းကိုရှောင်ရင်းနဲ့ဓမ္မလမ်းကိုရှောက်ဖို့ လောကလမ်းကိုရှောင်နေရမှာပဲလောကလမ်းမှာရှောင်နေတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ရဲ့တောင်းဝတ္တရားကိုချေမြှောင်းလှုပ်ဆောင်ရမှာပဲမိဘဆိုရင်သားသမီးတွေကိုချွေးဝေးပြုစုဆောင်ရှောက်ရမယ်ဆရာဆိုလို့ရှိရင်တပည့်တွေကိုသင်ကြားရကိုယ့်ဘဝတွေရအချိန်တွေကိုပေးပြီးတော့ဘဝကိုယ့်အတွက်ရှင်သန်မှုရုံးကန်ရတာရှိတယ်သူတို့ဘဝအတွက်လုပ်ပေးရတာရှိကိုယ့်ရဲ့ဆိုင်ရာတောင်းဝန်တွေကိုချေမြှောင်းလှုပ်ဆောင်ရမယ်အဲ့ဒီလိုလှုပ်ဆောင်ရင်းနဲ့ ဓမ္မလမ်းကြောင်းကိုရှောက်ဖို့လိုတယ်။ယန္တန်ဃာတွေဆိုရင်တော့တို့ရဲ့ဘဝဥတည်ချက်တွေဘာပဲလဲမေးရင်ဓမ္မလမ်းကြောင်းမှာရှောက်ဖို့ပဲ။ယန္တန်ဃာတို့ရဲ့ဘဝဥတည်ချက်ကဘာလဲ။ဓမ္မလမ်းကြောင်းကိုရှောက်ဖို့တို့ယောဂီတို့ကြာတော့တို့ဘဝမှာနေတဲ့အတွက်လုပ်ငန်းတွေကများတယ်။ဒီနေ့စာနေပြောသလိုပဲလုပ်ငန်းတွေကများများလို့လို့ဒီလုပ်ငန်းတွေတွေပဲလုပ်ပေးထားတယ်။ဓမ္မလမ်းကြောင်းကိုမရှောက်မိဘူးဆိုရင်တော့တို့ဘဝရတာဟာရှုံးတယ်လို့ပြောရအောင်။ လောကလမ်းကြောင်းရှောက်ရင်ဗာလိရှောက်ဖို့လိုတယ်ဓမ္မလမ်းကြောင်းကိုရှောက်ဖို့လောကလမ်းကြောင်းမှာရှောက်နေတဲ့သူတွေဟာဓမ္မလမ်းကြောင်းမှာရှောက်ဖို့အခွင့်အရေးတွေဟာအင်မတန်နည်းတယ်တဲ့ဒါကြောင့်လို့ကရာပါတော့ဘဟုကိစ္စောတဲ့အရာတိထောင်လို့ပေါ်မှာလုပ်ငန်းဆောင်တာတွေများတယ်ကုသိုလ်လုပ်ဖို့အတွက်နေပယ်ကလည်းပဲရှင်းပါတယ်တဲ့ယဟန်ဘုရားကျတော့ဒီလိုမဟုတ်ဘူးကုသိုလ်လုပ်ဖို့အခွင့်အရေးတွေကအင်မတန်များတယ် တို့တွေလုံးကိစ္စကနေတယ်လေဘုဘနေဖို့ထိုင်ဖို့စားဖို့ဆိုတော့တို့တက္ကရာကမတွေလူတန်းထားတဲ့အတွက်ဘာမှပူစရာမလိုဒါကြောင့်မလို့ယန္တန်ကတော်တွေအတွက်ဘုံကဓမ္မလိုင်းချောင်းကိုရှောက်ဖို့ပဲရည်ကြည်တာတို့ယောဂီတို့ကျတော့ဘုံကအရေးကြီးများစွာတဲ့ကမှဘာသာရေးဆိုတာအရေးတစ်ခုပဲမဟုတ်လားများစွာသောအရေးကြီးတဲ့ကဘာသာရေးဆိုတာအရေးတစ်ခုဒါကြောင့်မလို့ဘာသာရေးမှာအဲ့လောက်ကြီးချိန်ပေးနိုင်မှာမဟုတ် ဘာသာရေးမှာအချိန်မပေးနိုင်လို့ကိုဘုရားဘာသာကောင်းတယောက်မပီသားဘူးလို့ဒီလိုပြောလို့မရဘာလို့ဘာလို့လဲဆိုလို့ရှိရင်လူဘဝမှာရေးပေါင်းများစွာတဲ့ကဘာသာရေးဟာအရေးတစ်ခုဒါပေမဲ့အဲ့ဒီအရေးတစ်ခုကိုတော့ဒီဇိုင်းမှတ်မှတ်လုပ်နေဖို့တော့လိုတယ်ဓမ္မလမ်းကြောင်းကိုရှောင်ပြီးဖို့လောကလမ်းကြောင်းကိုရှောင်ရင်းနဲ့ဓမ္မလမ်းကြောင်းကိုရှောင်ပြီးဖို့လိုတယ်